အားလုံးပဲမင်္ဂလာပါ Cocaine Star Football Show ကနေကြိုဆိုပါရစ် BBC ရဲ့ Transfer Gossip ကဏ္ဍမှာဖော်ပြထားတဲ့ဘောလုံးအပြောင်းအရွှေ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလုပ်လိုက်အောင်ခင်ဗျာပထမဆုံးတင်ကတော့ Football Insider ကဖော်ပြထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Man United အသင်းဟာ Wolverhampton အသင်းရဲ့ဘယ်နောက်ခံကစားသမား Ignori ကိုစိတ်ဝင်စားမှုရှိနေပြီးတော့ Wolverhampton အသင်းကလည်းသူ့ရဲ့ကစားသမားကိုခေါ်ယူခြင်းနဲ့ဆိုရင်ပြောင်းရွှေ့ခြင်း ပေါင်တန်း40ပေးချေရမှာဖြစ်တယ်လို့သိရပါဗျ။ဒီကစားသမားကိုခေါ်ယူချင်နေတဲ့ club တွေထဲမှာ United တသင်းနဲ့တော့မဟုတ်ဘူး။ Tottenham Hotspur အခုနောက်ဆုံးအနေနဲ့ပါဝင်လာတယ်။ဒါအပြင် Liverpool, Arsenal စတဲ့အသင်းတွေကလည်းဒီကစားသမားကိုစိတ်ဝင်စားနေပါတယ်။ Ignori နဲ့ပတ်သက်ပြီးတော့သတင်းတွေကြားခဲ့ရတာကျွန်တော်တို့အနည်းဆုံး2နှစ်လောက်ရှိပြီ။တကယ်လဲကောင်းတဲ့ Algerian ကစားသမား Premier League မှာလည်းအံဝင်ပြီးသားသူဖြစ်တဲ့အရက်အမောင်းမြင့်ပင်မဲ့လှည့်မြန်မှုနှုံအားကောင်းပြီး cross ball တွေလည်း အတော်လေးတည်တက်တဲ့သူပါဒါအပြင်ဘောလုံး delivery တွေရပါကောင်းမွန်တဲ့အတွက်ကြောင့် viewer ဘိုင်းမှာလည်းအများကြီးအသုံးဝင်နေသူဖြစ်ပါတယ် Inori ရဲ့အသက်အရွယ်ကဒါ23ဆိုတော့ဘာပြောအကောင်းဆုံးအချိန်ပဲဒီအချိန်မှာ Inori ဘက်ကပြန်စင်းစားရင်လည်းသူ့အနေနဲ့အသင်းပြောင်းလို့အကောင်းဆုံးအသက်အရွယ်အပိုင်းခြားဖြစ်နေပါတယ်အဲ့အတွက်ကြောင့်နွေရာသီပြောင်းရွှေ့ကာလမှာရွနက်တဲ့အသင်းဒီ Inori ကိုတကယ်မြန်ခေါ်ယူသွားမလားဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်သို့တော်လည်းဒီသတင်းတွေက ကောလာဟာလာအနေနဲ့ပဲထွက်နေတဲ့အတွက်ကြောင့်ကျွန်တော်တွေကတိတိပပတော့ပြောလို့မရသေးဘူးအင်နော်ရီကိုတက်ထားတဲ့ပြောင်းရွှေ့ခြင်းအမောင်းပမာဏကတော့မစိုးလို့ပြောရမယ်ပေါင်တန်း၄၀ဆိုရက်ပမာဏဒီအင်နော်ရီကိုခေါ်လို့ရတယ်ဗျာနောက်ဆုံးညီနိုင်ဆွေးနွေးပြီးခေါ်လိုက်ရင်တော့မှပေါင်တန်း၃၀တန်း၄၀ပတ်ချလဲပမာဏနဲ့ရသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်တခုထည့်တွက်ရမှာအင်နော်ရီနေရာမှာယူနိုက်တက်အသင်းဒီ Patrick Dogu ကိုခေါ်ယူပြီးသွားပြီးဖြစ်တဲ့အတွက်ကြောင့် Inori ကိုထပ်ခေါ်ဖို့လိုပါအောင်မလားပေါ့ အဲ့တော့ဒေါ်ကူကလည်းယူနိုက်တက်အသင်းမှာထွန်းတောက်ဖို့အတွက်အသင့်ဖြစ်နေတဲ့ကစားသမားတောက်မီမီဂယ်တရရဲဆိုသလိုပွဲတိုင်းဒီပါခြေသွမ်းပြထားနိုင်တဲ့ကစားသမားတယောက်ဖြစ်တယ်။အမတ်တမဲစဉ်းစားမယ်ဆိုရင်တော့ okay left foot မှာမလို့တော့ဘူး။သို့တော်လည်း Ruben Amorin အဓိကအားပြုတဲ့နေရာတွေအဲ့အဲ့ဒီ wing back တွေဖြစ်နေ။ဆိုတော့တယောက်တည်းကိုသူအားမရလို့နှစ်ယောက်လောက်ခေါ်တဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်။အခု United ရဲ့ left side မှာထွက်ဆော့မဲ့ကစားသမားတွေကိုကြည့်ပါ။တကယ်တော့ရှားတယ် ်ပက်ထရစ်ဒေါ်ဂူမရှိတော့ဘူးဆိုရင်မက်ဇရာအူရီကစားရင်ကစားမကစားဘူးဆိုရင်ဒီဂိုဓာလို့အဲ့ left wing back ထွက်ဆော့တကယ်တမ်းတော့ဓာလို့ကိုမက်ဇရာအူရီရော left wing back ကိုထွက်ဆော့ရမယ်ကစားသမားတွေမဟုတ်ဘူးဓာလို့ကလည်း right wing back မှာပဲကစားရင်ကစားမက်ဇရာအူရီကလည်းအဲ့ right side မှာပဲပူအားတန်တဲ့ကစားသမားအဲ့တော့ left wing back မှာပက်ထရစ်ဒေါ်ဂူကိုနောက်ကဖိအားပေးဖို့အတွက်ဒါမှမဟုတ်လည်းဒေါ်ဂူနဲ့စင်ပြိုင်ထားဖို့အတွက်ကစားသမားတစ်ယောက်လိုပါတယ်ခင်ဗျာ အခုဒန်ရဲ့ပြဿနာနဲ့နားနေရတဲ့လူရှော့ကဘရိုမစင်းသားနဲ့တော့ injury prone ဖြစ်သွားပြီ။နဂိုကလေးက6တောက်ကျိုးပြီးသားကစားသမားတစ်ယောက်သူပြန်ပြီးတော့နောက်ပိုင်းပွဲလေးတွေကစားနေနိုင်တာတော့မဆိုးလို့ပြောရမယ်။တိုးတော်လဲ Ruben Amorin ရဲ့ win back တွေကိုအတကုံအားပြုတဲ့ viewer ဘိုင်းမှာဆိုရင်လူရှော့ကအဆင်မပြေတော့တော့ဘူး။ high ဖြစ်အောင်အရန်တင်ဆော့ရတယ်ဗျာ။ပြီးတာနဲ့ချက်ချင်းနောက်ကိုပြန်တန်းဆင်ပြေးရတဲ့ style ဒီအခု Patrick Dog ကိုကစားပေါက်မျိုးနဲ့သာအဆင်ပြေမှာပါ။ဒီချိန်မှာတော့ Inori ဒီ Hoover တန်းမှာ၈တက်နောက်စင်မှတ်မှန် ကစားနိုင်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒေါ်ကူနဲ့အဆင်ပြိုင်ကစားသမားအနေနဲ့ထားမယ်ဆိုရင်လည်းအဆင်ပြေတယ်လို့ထင်ပါတယ်။တခြားအသင်းတွေအနေနဲ့လည်းကျွန်တော်တို့လိုအတွေးအခေါ်မျိုးရှိပါလိမ့်မယ်။ Ignoria ဖြွာပိုင်းရတကယ်ကိုအသုံးဝင်တဲ့ကစားသမားတစ်ယောက်ဖြစ်လို့ပါခင်ဗျ။ Okay ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့90 minutes ကဖော်ပြထားတဲ့ Antonio Rudiger နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Sorry Pro League El Nasa အသင်းကစိတ်ဝင်စားနေတယ်ဆိုပေမဲ့ Antonio Rudiger ကတော့အသင်းကနေထွက်ခွာဖို့မရှိဘူးဆိုပြီးအခိုင်အမာပြောဆိုခဲ့ပါတယ်။ ရူဒီဂါဒီနေ့ဘောလုံးရာသီမှာဒဏ်ရာပြဿနာတချို့ရှိခဲ့ပြီးတော့တချို့ပွဲစဉ်တွေပွဲထွက်ခွင့်မရခဲ့ဘူးဆိုပေမဲ့ပွဲထွက်ခွင့်ရရင်တော့ရူဒီဂါရဲ့ထုံးစံတိုင်းပဲ aggressive ဖြစ်ဖြစ်ကစားပေးတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်သူရဲ့အသက်အရွယ်ကတော့ဒါအကြပိုင်းတော့ရောက်လာပြီပေါ့ဗျာဒါပေမဲ့အသေးမှတစ်နှစ်နှစ်နှစ်သုံးမယ်ဆိုရင်လည်းသုံးလို့ရသေးတဲ့အခြေအနေမျိုးရှိတဲ့အတွက်ကြောင့်ရူဒီဂါကိုယ်တိုင်ကလည်းပြန်ဆိုင်မှုပြင်းထန်တဲ့ တိုင်ပွဲတွေမှာကစားကျင်တဲ့အတွက်ကြောင့် Real Madrid အတင်းမှာပဲဆက်ရှိနေမယ်လို့ထင်တယ်။ Real Madrid ကလည်းသူတို့ရဲ့ကစားသမားတွေကိုနှမရှွန့်သိပ်ပြီးတော့ဘယ်တော့မှထိုးမရအောင်ဗျ။အတင်းမှာဆက်နေခြင်းလားနေခြင်းလဲဆိုရင်ထားပေးတဲ့အစင်လာမျိုးတွေရှိပါတယ်။ဘာမှမကြည့်နဲ့ကျွန်တော်လူကာမိုဒရစ်ကိုကြည့်။မိုဒရစ်ရဲ့အသက်အရွယ်ဒီလွန်နေပြီ။ Sorry Pro League ကိုပြောင်းကျင်တယ်ရောင်းကျင်တယ်ဆိုသူအစိုးရတဲ့ရောင်းလို့ရတယ်။ Florentino Perez တို့ကလည်းမိသားစုစိတ်တက်ရှိတဲ့ဥက္ကဋ္ဌမျိုးဖြစ်တဲ့အတွက်ကြောင့် Antonio Rudiger ရဲ့အဆုံးဖြတ်ချက်တည်တာလည်းအဓိကဖြစ်ပါတယ်။ သူအသင်းမှာဆက်နေမယ်ဆိုရင် Real Madrid ကအတင်းတော့ထိုးမရအောင်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Nottingham Forest နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် TBR Football ကဖော်ပြထားတာပါ Nottingham Forest အသင်းပိုင်ရှင်ကအသင်းကိုအရန် supporting လုပ်တဲ့ပိုင်ရှင်တယောက်ဖြစ်ပါတယ်အသင်းက popularity ပိုင်းအားနည်းတဲ့အတွက်ပရိသတ်ကတိတ်ပြီးသတိမထားမိဘူးဆိုရင်ပဲကျွန်တော်ကဒီပုဒ်ကို Nottingham Forest တန်းတက်လာကြတဲ့အတိတိထားမိတယ်အလုံးမမိမလားမသိဘူးတန်းတက်အသင်းတင်းသည်အဲ့ချိန်အဲ့ကာလမှာ ပရီးမီးယားလီးဂ်ရဲ့ငွေသုံးစွဲမှုအကြမ်းဆုံးအသင်း၃သင်းထဲမှာတစ်သင်းအဖြစ်ပါခဲ့တယ်။ Northern Forest အသင်းပိုင်ရှင်အဲ့လောက်ထိကိုအသင်းကို Sporting လောက်တာပါ။ဒီဘဲကြီးကဘောလုံးနယ်ပယ်မှာလည်းလုံးဝဝါရင်နေပြီဖြစ်တဲ့ဘဲကြီးတွေ။ Olympia Cos ကိုလည်းပိုင်ထားတယ်။ Greece ဘောလုံးအတိုင်းဝိုင်းမှာလည်းဩဇာအာဏာအပြည့်အဝရှိတဲ့ပုံကိုတယောက်။အခု Northern Forest တက်လာတဲ့အခြေအနေမျိုးမှာသူကတော့မင်းလည်းဂဲပြစ်လောက်ပြီးနောက်ရသည်မှာလည်းတပတ်ကရှန်ကထားမယ်လို့မထင်ဘူး။အသင်းကို share supporting လုပ်ပါလိမ့်မယ်ကသားသမားကောင်းတွေထပ်ပြီးခေါ်ယူပေးပါလိမ့်မယ်အ TBI ရဲ့ဖော်ပြချက်ထဲမှာ Mathias Cunha ကိုသူ့ရဲ့ rally clause ပေးပြီးတော့ Wolves ကခေါ်မယ်ဆိုတဲ့သတင်းမျိုးတွေကြားထားရတယ်မဖြစ်နိုင်ဘူးလို့ပြောလို့မရအောင်အသင်းကြီးအနေနဲ့ဒါနည်းနည်းချစ်တီးကြပြီးတော့ Cunha ကိုခေါ်ဖို့စဉ်းစားနေပေမဲ့ Northern Forest ကထိတ်ဆုံးအောင်ခေါ်ယူသွားတဲ့ပုံမျိုးဖြစ်ပါလိမ့်မယ်လက်မတွန့်ပဲနဲ့ Wolverhampton တင်ထားတဲ့ rally clause J အတိုင်း ပေးပြီးတော့ခေါ်သွားနိုင်ဖို့ Northern Forest မှာအခြေအနေအများကြီးရှိရလို့ကျွန်တော်သုံးသပ်မိတယ်။အဲ့တော့ Matthias Cunha ကလည်း Northern Forest နဲ့လိုက်ဖက်လွန်လာတဲ့ကစားသမားလှုပ်အားနှုန်းကောင်းလွန်လာတဲ့ဝင်ကနှစ်ယောက်နဲ့ Chris Wu မဟုတ်ဘဲနဲ့ Matthias Cunha ကိုအလဲမှာထားလိုက်မယ်ဆိုရင် Brother စဉ်းစားကြည့် Northern Forest ရဲ့တိုက်စစ်စုဖွဲ့မှုကအတော်လေးကြောက်ဖို့ကောင်းတဲ့အခြေအနေဖြစ်သွားပါလိမ့်မယ်။နောက်ထပ်အပြောင်းအရွှေ့သတင်းတစ်ပုဒ်လည်းရထားပါတယ်။အဲ့ဒီသတင်းကတော့တက်တိုစပို့ကပေါ်ပြထားတာပါဒါကတော့အီတလီဘက်ကသတင်းဌာနဖြစ်ပါတယ်ခင်ဗျ အသက်26နှစ်အရွယ်ယူဗန်နက်စ်ရဲ့ဘရာဇီးကွင်းလယ်ကစားသမားဒေါက်ဂလက်လူ့စ်ကိုလည်း Northern Forest ကပြန်လည်စိတ်ဝင်စားလာပြီးခေါ်ယူဖို့အသက်သွင်းတော့မယ်ဆိုတဲ့သတင်းပုံစံမျိုးဖြစ်ပါတယ်။ဒေါက်ဂလက်လူ့စ်ဒီယူဗန်နက်စ်မှာအဆင်မပြေတဲ့ကစားသမားဖြစ်ပါတယ်။ EPL မှာအကောင်းဆုံးခြေသွင်းပြခဲ့တဲ့ကစားသမားတွေကတယောက် Morgan Gibbs-White တို့နဲ့ဒေါက်ဂလက်လူ့စ်တဲ့သာပေါင်းလိုက်မယ်ဆိုရင် Northern Forest ကဒုတိယ Aston Villa level မျိုးတောင်ဖြစ်လာနိုင်တယ်။အဲ့တော့ Northern Forest ဒီ ပရီးမီးယားလီးကိုတန်းပြန်တက်လာတဲ့အချိန်မှာတကယ်ချီးကျူးဖို့ကောင်းတဲ့အသင်းတစ်သင်းမှာကျွန်တော်အရန်သဘောကျပါတယ်တန်းပြန်မစင်းဖို့အတွက်စ조사အားထုတ်မှုအပြုဆုံးအသင်းတစ်သင်းလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့၂ရာသီလောက်မှာတန်းစင်းစုံမှာတဝဲလဲလဲရှိခဲ့ပေမဲ့ဒီနှစ်ဘောလုံးရာသီရောက်တဲ့အခါမှာတော့နီးပြညူနိုဆန်တိုရဲ့အစွမ်းနဲ့အတူဥရောပဝင်ခွင့်တနေရာကိုပါချိန်ချောက်လာနိုင်ခဲ့ပါတယ်။ဒီလိုအခြေအနေမျိုးမှာတော့ Northern Forest ရဲ့ကစားသမားခေါ်ယူမှုတွေကိုအခု၂ရာသီအပြောင်းအရွှေ့ကာလမှာကျွန်တော်တို့အများကြီးမြင်ရဖို့ရှိနေပါတယ်ခင်ဗျာ။ ကျွန်တော် နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Football Insider ကပေါ်ပြထားတဲ့ Liverpool နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Liverpool အသင်းမှာစာချုပ်သက်တမ်းတစ်နှစ်ပဲကျန်တော့တဲ့ Ibrahim Konate ကို Real Madrid နဲ့ PSG တို့ကစောင့်ကြည့်နေပြီးတော့ဒီကစားသမားကလည်းစာချုပ်သက်တမ်းတိုးဖို့အတွက်လက်ရှိအချိန်ထိသဘောတူညီမှုမရသေးဘူးလို့သိရပါတယ်ခင်ဗျ။ပြင်သစ်ရဲ့ရွှေရောင်မျိုးသက် Defenders တွေအများကြီးရှိပါတယ်။ဒီထဲမှာ Ibrahim Konate ရဲ့အနေအမြင်အတက်အကျအတော်လေးကျန်းနေဗျ။ Live စစ်မှာထွန်းတောက်ခဲ့တဲ့ကစားသမားကောင်းတွေအများကြီးရှိတယ်။ Upamecano နဲ့ ကိုနာတေအဲ့နှစ်ယောက်တော့နာမည်အကြီးဆုံးပဲဥပမီကာနိုကကိုနာတေလောက်ဒဏ်ရာပြဿနာမရဘူးဆိုပေမဲ့သူ့ထိုက်လျောက်သူ့ဘောက်သူဘိုင်းမင်းနဲ့မှာအဆင်ပြေတယ်ကိုနာတေကြတော့လီဗာပူးကိုရောက်တဲ့အချိန်မှာဒဏ်ရာပြဿနာနဲ့ရုန်းကန်ရတယ်အခုနောက်ဆုံး200ဒီဇက်တိုက်ကိုနာတေရဲ့လုံးဝ on fire ဒီအချိန်မှာ world class defender တွေရဲ့တယောက်လို့တော့ပြောလို့ရတယ်အဲ့ဒီကစားသမားကိုအခုသတင်းထွက်နေတယ်လို့မျိုး PSG တို့ Real Madrid တို့ကစိတ်ဝင်စားမှာပဲလက်ရှိမော်ဒယ်မုန်းလောကမှာကမ္ဘာအကောင်ဆုံး defender တွေလက်ချိုးကြီးကြီးလိုက် အီဘရာဟီမကွန်နာတွေပါဝပါတယ်အဲ့တော့ကြောင့်လီဗာပူးအနေနဲ့ဒီလိုကစားသမားကိုလုံးဝလက်လွတ်မခံသင့်ဘူးစာချုပ်တက်တန်းတိုးဖို့အတွက်ကြိုးစားလှုပ်ဆောင်သင့်တယ်ဒီလိုမှမဟုတ်ရင်တော့ Real Madrid ရော PSG ရောဒီကစားသမားကိုခေါ်ယူနိုင်ချေရှိတဲ့အသင်းမျိုးတွေဖြစ်တယ်လောကပမာဏရောအောင်မြင်မှုအရာရောပေးစွမ်းနိုင်တဲ့အသင်းမျိုးတွေဖြစ်ပါတယ်အီဘရာဟီမကွန်နာတွေနဲ့ပတ်သက်ပြီးလီဗာပူးမပေါ်စတင်မှာကြောင့်သုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားကြင်ပါတယ်ကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ